တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှာစားချင်မရှိဘူးငတ်ပြီးကျွန်တော်တို့အခက်ခဲဖြစ်ရင်ကျွန်တော်လူစားလို့ရတယ်โอเคနော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်မလေးရှားနိုင်ငံမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးကြီးကိုကျမတို့ရဲ့တက်ချုပ်ကြီးရာတက်မယ်ဆိုရက်ကခြားသောနိုင်ငံကြီးတွေနဲ့သူချိတ်ဆက်ပြီးတော့တခုပြီးတခုသူချိတ်ဆက်နိုင်ခဲ့ပြီဆိုရင်သူတို့သူ့ပါဝါသူတိစောက်နေပြီဆိုတော့ငါတို့လည်းအတိမပြူဆက်ဆံရမယ်ဆိုတဲ့အတီးတရားကိုအဲ့ဒီ အာဆီယံဒေသနိုင်ငံအကုန်လုံးအကုန်လုံးနားလည်သွားတယ်ဂျူပုံအလဲမှာဆောက်ရှက်ကွဲခံနေရမှာဆိုလို့ခမည်းတော်ခမည်းခမည်းရဲ့မရေပါသားတွေကဖာပေးနေရနော်ဘဘကြီးခမည်းမတက်တော့ဂုံယူလိုက်သိခံပြီးသွားနေမယ်ဆိုတော့နေလို့ရမယ်ဒေါ်နယ်ထရန့်နဲ့တွေ့ဖို့မသေးချတော့တဲ့နောက်မှာ तू သွားမလားသူ့နေရာမှာခင်ဗျားဆိုစဉ်းစားအဲ့တော့ तू ဒါကြောင့်ကျွန်တော်ထင်တယ်ဘိုးချုပ်မကြီးကမတက်ဖြစ်ဘူးလို့အကြောင်းပြန်လိုက်ပုံရတယ်အဲ့ဒီတော့ကုညီရယ်ဆယ်လီရောင်ရောင် pride တိုင်းရောင်ဘိုင်ရောင်ညာရောင်တွေကိုယ်တိုင်းကလည်းအဲ့ဒီအဲ့ဒီကနေအချိုးမြတ်တွေခံစားသွားတယ်အချိုးမြတ်ဆိုတဲ့နေရာမှာဘာလဲလို့မေးရင် ပတ်စံယူငါလူဘိုးပတ်စံငါစိုက်ပေးရတာငါဘာမဟုတ်ဘူးသူ့ချွတ်မြတ်သွားတာပါဆိုသူ့ကိုလူတွေကပရိုက်တစေနာရှင်ကြီးဖြစ်နေမြင်သွားတဲ့အချိုးမြတ်ကိုသူရသွားတယ်ဆိုတော့တစ်ခါလေကြရင်အကုန်လုံးကကို့အချိုးစီးပွားမရှိရင်ဘယ်သူမှဘာမှမလုပ်ကြဘူးမှန်တယ်ဗျငါလာပါအာဆီနယ်ရောဂျူဂျူချန်နယ်ရနေကြိုးစားပါတယ်ဗျနေ့ရက်လောက်ပျောက်သွားတဲ့အတွက်တောင်းပန်ပါလေကျွန်တော်လည်းကျွန်တော်ကိုကြီးကိုယ်တိုင်ကိစ္စလေးရရှိလို့ပေါ့နော်အခုဒီရက်ထဲမှာဟို ခွင့်တိုင်တယ်ခွင့်မတိုင်ဘူးငါသွားရပြီမသွားရဘူးဆိုတဲ့အရာတွေနဲ့အခုတိတိကျကျထွက်လာတဲ့အရာတခုရှိတယ်ဗောနော်အဲ့ဒီဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေကဟိုဘာမှမဖြစ်သေးဘူးကြိုတီပြီးတော့ကျုံးွားနေတဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီအရောင်နောက်ပြီးမှကျွန်တော်ပြောကြည့်မယ်ဒီမှာဗီဒီယိုပိုင်းရှိတယ်နောက်ထောင်ကြည့်ပြသဘောကျောက်ပကောင်းလား မလေးရှားနိုင်ငံမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးကြီးကိုကျမတို့ရဲ့တက်ချုပ်ကြီးကတက်မယ်ဆိုတော့ခါကြာနေပိတ်တွေအစိုးရအတူကြီးပေါ့ပြောခဲ့တာလေသူတော့ကျိုးနေရတာမသိကောင်းလေအစိုးရအတူကြီးပေါ့အဲစစ်ကောင်စီပေါ့အာနာဝစထိန်အာနာဝစလူထားတယ်ပေါ့သူတို့ပြောအခုကဘာကတော့လက်ခံသွားပြီဟေးဘဲကဘာလဲမဲကဘာလားမဲကဘာစီဘဲကဘာလားအာနာဝနေပေါင်းနေပေါင်းနေပေါင်းအခုမှတခြားကြည့်မိတယ် ငါကိုမခေါ်ဘူးတဲ့မตาမရဲ့တဲ့ဟာငိုနေတာမဟုတ်သေးဘူးလားဇွပဲလူထားတာလားညီတို့တိုင်းပြည်ဘာမှမဖြစ်အောင် ထိမ့်သိမ့်ကြလားဆိုတာကိုလေအခုဒီအစီဝေဝေဖိတ်တဲ့ခါမှာတိလိမ့်မယ်အာဆီယံထိပ်သီးအစီဝေကိုရှင်တို့မုန်းနေတယ်ကျမတို့ရဲ့အဘာကတက်ဖို့ဖိတ်နေပြီနော်ဟုတ်ကဲ့ဘာဘာကြီးကိုအာဆီယံစီဝေတွက်ဖို့တဲ့ဖိတ်လိုက်တယ်တဲ့ ဲ့ဒီအရာကိုမစ္စတာကြောင်မျိုးမင်းထပ်ပြောတာရှိသေးတယ်။နားထောင်ကြည့်။အပျော်ပေါ့ဗျာ။အာဆီယံထိပ်သီးညီလာခံစည်းဝေးကိုသူတက်ခွင့်သူတက်မယ်သူတက်မယ်။သူတက်မယ်ပေါ့တက်မယ်။အဲ့ဒီပေါ့အာဆီယံတက်ခွင့်ရလို့တားပြော်နေပြီဖေဖေပူတဲ့။ဒီကောက်ခေါင်းနဲ့အောက်ကမိန်းမပုံနဲ့ဘယ်လိုဖြစ်လာလဲ။အဲ့တော့အဲ့မှာဘာဖြစ်မလဲလို့မင်းသူ5 by consensus အပါဝင် တချို့ကိစ္စတွေနဲ့အာဆီယံနဲ့ပတ်သက်ပြီးတော့သူပြောရချင်သူပြောခဲ့လိမ့်မယ်။ ဆိုတော့အာဆီယံရဲ့သဘောထားယက်တီချက်ကိုသူရှင်းရှင်းလင်းလင်းပေးခဲ့လိမ့်မယ်ယူဆတယ်သူ့ရဲ့မြန်မာနဲ့ပတ်သက်ပြီးတော့အာဆီယံဘလို့ယက်တီတင်လို့ဆိုတော့သူ message တွေပေးခဲ့လိမ့်မယ်ယူဆတယ်ပြီးတော့အာအဲ့အဲ့နိုင်ငံတွေအားလုံးကခေါင်းဆောင်တွေကဘူဂျုံဘူဂျင်းမင်းအောင်လာရင်ငါတို့လည်းဒရန်နဲ့ထိုင်လို့ရပြီဆိုတဲ့အမျိုးပေးချင်တာဆိုလိုတာကဗျာကျွန်တော်ပလေယာအစ်စ်ပေါ်လာတဲ့နိုင်ငံတစ်ခုမှာခေါင်းဆောင်အစ်စ်ပေါ်လာပြီဆိုအဲ့ခေါင်းဆောင်တွေကအစွမ်းစပီးလို့ရချင်းရှိလေလူလူထောက်ခံတဲ့လူဆိုရင်လူလူရဲ့မဲနဲ့တက်လာတဲ့လူဆိုရင်တော့သူတို့ချက်ချင်းနေရပြီးတယ်လူတို့ထောက်ခံတဲ့လူဆိုရင်ချက်ချင်းနေရပြီးတယ်အဲ့သူပြောချင်တာက ဘပကြီးကအေးထားလိုက်ဘလို့ပုံစံနဲ့မို့လို့နေရာပေးလဲဆိုတော့စဉ်းစားကြည့်ရလူတုထောက်ခံတဲ့ကျွန်တော်တို့အမေစုကြတော့ကော်စောနီခင်းပြီးကြိုးစွားတာနဲ့နော်အဲလစ်ဘက်ဘီမာကြီးတောင်မှလက်အိတ်ချုပ်ပြီးတော့လက်ဆွဲနှုတ်ဆက်တယ်စဉ်းစားကြည့်တယ်နော်ဒါတကယ်လူတုထောက်ခံတဲ့လူပုဂ္ဂိုလ်တရားပေါ့ဒါပေမဲ့ဒီဒီမတိငိမ်မှုတွေကနေအပေါ်မှာပေါ်လာတဲ့ခေါင်းဆောင်မတိမတိငိမ်မှုတွေဂျားတဲ့ကပေါ်လာတဲ့ခေါင်းဆောင် ူတွေအများကြီးရှိတဲ့အထက်မှာမင်းတို့ကရွေးထားတယ်ပေါ့နော်ကျွန်တော်တော့နောက်ကြောင်ကြီးပြောရဆိုရင်တော့ငြိမ်မှုအပေါ်နေခွန်လန်းတစ်ခုပြင်းနေပေါ်လာတဲ့ခေါင်းဆောင်မျိုးဆိုရင်သူကသူကသူ့ပြည်သူတွေလက်ခံလာမခံဘူးလားအဲ့တော့တစ်ချက်လှမ်းကြည့်တယ်ကြည့်ပြီးမှပြည်သူတွေလက်ခံလာမသိဘူးတစ်ချက်ပြောကြည့်ကြပါဗျသူကโอเคငါတို့အချိန်ပေးမယ်ခေါ်ဖို့ကွာဆိုတော့ပုံတော့နေတယ်ဩအဲ့လိုနေနေအဲ့ဒီမတည်ငြိမ်မှုရဲ့အပေါ်ကနေပြီးတော့ပေါ်လာတဲ့ခေါင်းဆောင်တစ်ယောက်ပေါ့နော်ခုနကပါလဲဆိုတော့အခက်ခဲတွေကြားနေပေါက်ဖွားလာတဲ့ခေါင်းဆောင်တစ်ယောက်ကိုဩဒါကြီးစားတယ်ကွာစားရစားတယ်ကွာ ဟွာကျွန်တော်တို့နေ့စဉ်နေ့တိုင်းဒုက္ခဆင်းရဲအပေါင်းတောကအပေါင်းဒေါသတွေအပေါင်းနဲ့နေနေရတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုဘိုင်ကိုလုပ်ပြီးတော့ကျွန်တော်ရည်ရည်ရပြောတဲ့နေရာမှာကျွန်တော်နားထောင်နေတဲ့ကြည်နေတဲ့မြန်မာနိုင်ငံနိုင်ငံသားတွေလည်းစိတ်ချမ်းသာမှုတစ်ခုရကြခြင်းလို့ပါနော်ကျွန်တော်လည်းပျော်နေတာဟုတ်ပါဘူးရင်ထဲမှာဒွေးသေးရသေးနေပါလေသူကကြည့်တဲ့အခါကျတော့ okay ချိန်ခါတော့ကတော့မှသူ့အာနာကိုသူတိဆောက်ထားနိုင်တယ်ပြီးရင်ဘာအာနာလဲဘလို့အာနာမျိုးကိုတိဆောက်ထားတာလဲ ြည်သူကိုတတ်ဖြတ်ပြီးတော့ရုံမှရက်ဆက်နေတဲ့အာဏာကိုတိစောက်ထားတာကဲလသအခြားသောနိုင်ငံကြီးတွေနဲ့သူချိတ်ဆက်ပြီးတော့တခုပြီးတခုသူချိတ်ဆက်နိုင်ခဲ့ပြီဆိုရင်သူဒီသူ့ပါဝါသူတိစောက်နေပြီဆိုတော့ငါတို့လည်းအတိမတ်ပြုဆက်ဆံရမယ်ဆိုတော့အတိတရားကိုအဲ့ဒီအာဆီယံတရားတော်နိုင်ငံကောင်ကောင်ကောင်နားလည်သွားတယ်သူကမှနားမလည်ရင်လည်းခင်ဗျာအမေရိကန်သူတို့ကန်ထုတ်တော့ပါဟာရှာပါဘပကြီးကိုသူ့အဖေဘပကြီးကိုဟောတခေါ်တာဖေဖေဘူးကိုသူ့အဖေဖေဖေဘူးကိုအာဆီယံစည်းဝေးတွက်ဖို့အတွက်မဖိတ်ဘူးဆိုရင်အမေရိကန်ကနေ အဲ့ဒီအစည်းအဝေးကမကထလုပ်တဲ့စပွန်ဆာပိုင်မလေးရှားဝန်ကြီးချုပ်အပိတ်ခံရမယ်ဒါသူပြောတာပုံနဲ့ပြောရင်တော့အဲ့တော့ဗိုလ်ချုပ်ကြီးမြောက်နိုင်ငံအားကြောင့်အာဆီယံဘောက်တက်ခွင့်ရတယ်ပြောရင်တော့ဗိုလ်ချုပ်ကြီးမြောက်နိုင်ငံသူအရှိတောင်အာရှသုံးမဟုတ်အာရှမှာဗိုလ်ချုပ်ကြီးဗိုလ်ချုပ်ကြီးမေးအောင်နိုင်ရဲ့စွန်းစန်းတမန်ဆောင်ရွက်တဲ့အာနာကိုထိမ့်သိမ့်နိုင်တဲ့အရာနိုင်ငံကိုပြည်သူ့မှာအုပ်ချုပ်နိုင်တဲ့အရာအတွက်သူကဒီဘဘိုက်ပူကိုဖိတ်တယ်ဒီအရာကိုမှကန့်ကွက်မယ်ဆိုရင်အမေရိကန်ပယ်ချတယ် အမေရိကန်ပဲချတို့နဲ့ဒါပြောလို့ပြောတော့တို့ကတော့ရုပ်ကောက်တင်မပွဲတက်လာတဲ့လူဒီကောင်ရုပ်ဆောင်ကောင်းနေတဲ့ဖိုးချစ်လို့ပေါ့နော်ဟမ်ဖိုးချစ်လို့ပေါ့ရုပ်ဆောင်ကောင်းနေဒီကောင်လေနောက်ခင်လိုင်လိုမျိုးတိုက်မယ်တိုက်မယ်ဒီမှုလို့ပေါ့ဗျာအဲဒီကတော့နိုင်ငံရဲ့အခက်အခဲချက်တဲ့ကြားပေါ်ထွက်လာတဲ့ခေါင်းဆောင်ပေါ့အဲ့တော့ငါတို့ရဲ့စင်စင်ခစ်ပြိုင်ခေါင်းဆောင်ငါတို့လက်ခံပေးလို့ရတယ်ငါတို့တဝိုင်းထံလို့ရခေါင်းဆောင်ဖြစ်ပြီးဆိုပြီးတော့လက်ခံပေးလိုက်တယ်ဒါပဲအဲ့တော့ ရှင်းပြောတယ်ဘူဇုံမကြီးအတိမပြုတ်ပြလိုက်ပြီဟုတ်အတိမပြုတ်ပြီဘယ်နေရာမှာပြုတ်ပြီလဲဒါပထမတည်းကသူပြောတာနောက်တည်းကျတော့သူပြောတဲ့ဗီဒီယိုဖိုင်တဖန်ရှိသေးတယ်နားတော့ဒီဘူဇုံမကြီးကမလေးရှားကိုသွားဘာဘာကြီးအတွက်ဖာကြပေးရတော့ကြောင်မျိုးမင်းအာဒါကျွန်တော်အဲ့ဒီလုတ်ပြီးတဲ့ကောင်လေးကလစ်ထားတာဒီကောင်လေးရဲစာရေးတာတွေတော်တော်စောက်သုံးကြအောင်ရေးတဲ့ကောင်လေးပဲကွာ။ဘာမှလာမသွားဘူးလားဆိုတော့မိကုန်းနဲ့ ဒီနေ့တော့မလေးရောက်ဝင်ချုပ်အီဗရာဟင်ကနေပြီးတော့အန်ဝါအီဗရာဟင်ကနေပြီးတော့မီဒီယာတွေသူဖြေးလိုက်တယ်မလေးရှားမီဒီယာတွေမှာပေါ်ပြလာတယ်ဗိုလ်ချုပ်မူကြီးကဗိုလ်ချုပ်မူကြီးကမတက်ရောက်မတက်ရောက်ဖြစ်မတက်ရောက်ဖြစ်တက်ရောက်ဖြစ်မှာမထင်ဘူးလို့မတက်မရတော့အဲ့ဒီမှာလူတယောက်ဟာစကားတခွန်းလုတ်တဲ့လုံရက်တစ်ခုကမှန်ကန်လာပြီဆိုရင်တိကျပြတ်သားတဲ့စကားတစ်ခုကိုတရတရတရနဲ့ပြောသွားလို့ရတယ်အခုမှ တော်ပြီဒီကောင်ကဗတိကျသွား။သူကပြောပြောရင်းနဲ့ဗတိကျသွား။ဒါကြောင့်ဒီနောက်ကမှမြုပ်နေဇလန်းကြီးရှိလဲဆိုတော့။အော်ဘဘကြီးမတက်ရတဲ့အရာကို तू ကအော်ဒါကြောင့်မို့ဒီကောင်တလုံးရေးထားတာကိုဘဘကြီးအတွက်ဖာကြပေးရတော့ကြောင်မျိုးမင်းသူ့ကိုဆက်ပြောခိုင်းမယ်နော်။ကျွန်တော်ကအကြံပေးအဲသုံးသပ်တယ်လို့မှတ်ပါနော်။ဟိုသုံးသပ်တယ်လို့မှတ်ပါ။အဲဆိုသုံးသပ်တာပဲကောင်းတယ်ဟိုဟို philosophy ရအရင်ကျွမ်းတဲ့ဒီကောင်ကြီး။သူသိတယ်မို့သုံးသပ်တာပဲကောင်းတယ်။ဥပမာဆိုကြပါစို့မလေးရှားနိုင်ငံကြီးဝင်ကြီးကမြန်မာပြည်ကိုဘုံကြီးစီကိုလာတယ်ပြီးခဲ့တဲ့အော်တိုဘာလလေလာဝရတယ်။လာတဲ့အချိန်မှာ လာတော့ပါလို့ပြေတကချတော့ဘူဂျိုမူဂျီကအာဆီယံညီလာခံကိုတက်ဖို့ကိုလာရောက်ဖိတ်ကြားတယ်လို့ကျွန်တော်တို့ကကောက်ချက်ဆွဲထားတယ်ဖိတ်ကြားတယ်အဲ့ဒီမှာဘူဂျိုမူဂျီကတက်ဖို့မတက်ဖို့အကြောင်းပြန်ဖို့ကိစ္စအချက်နှစ်ချက်ရှိခင်ဗျားတို့နော်ဦးကြောင်ကြားမလုံးနဲ့နော်ဘူဂျိုမူဂျီကဒီအစည်းအဝေးသူ့ကိုဖိတ်တယ်ဒါပေမဲ့တက်တဲ့မတက်တဲ့ကိုသူကပြန်စဉ်းစားနေတာဘာကြောင့်လဲသိလားငါတလောက်ကမိုးလေလောက်မှာငါတလောက်ကပေါ်လာအခုငါတလောက်က အော်ဒီအလောက်ဒီမပေါ်သေးတဲ့အတွက် तू စဉ်းစားနေတာမရှိပါလေငါတလောက်ကမရသေးဘူးတွတ်တက်လို့ရှိရင်လည်းအချက်အချက်ကွဲအောင်မယ်ရုရှားမှာတုန်းကငါတလောက်နဲ့ငါလက်ဖက်တွေနဲ့ကျွေးထားတာဟိုမှာရှူဖီမိုးလို့ရှမ်းပြည်နယ်လက်ဖက်ကလည်းအခုကြီးကြောက်မလာသေးဘူးအဲ့အဲ့ပြအဲ့ပြဿနာအဲ့ပြဿနာကြောင့်ဗိုလ်ချုပ်မှုကြီးကသူတို့ဖိုက်တော့ဖိုက်တယ်ဒါပေမဲ့ तू စဉ်းစားနေတယ်ဒါ तू तू ပြောရနော်အကြောင်းပြောင်းခြင်းမပြောင်းခြင်းကဘာနဲ့သွားဆိုင်လဲဆိုတော့အာဆီယံညီလာခံစီဝေးတက်အောင်လို့တော့ तू တက်မှာမဟုတ်ဘူးဘာကြောင့်ဆိုဒီတပွဲလောက်ကိုသွားတက်ပြီးတော့သူ့အတွက်ဘာအကျိုးမြတ်ရမှာလဲဆိုတော့မိကုန်တက်ချက်ဘာ စဉ်းစားမယ်။နှစ်ချက်ကဗိုလ်ချုပ်မကြီးကခင်ဗျားမှတ်မိလိမ့်မယ်။ရုရှားရဲ့အမျိုးသားအောင်ပွဲတွေရောတရုတ်ကအောင်ပွဲတွေရောနှစ်ခုလုံးသွားတိုင်းမှာဟုတ်မှာဘယ်သူတွေနဲ့တီးတန့်တွေ့လဲဆိုတော့မေးကွန်း။အာလာပြီကွာ။အဲအောင်နေမင်းတို့မြို့ရောက်ဘူးလား။ဖာလူဓာတွေငါတောက်ဘူးတယ်နော်။အဲကွန်ကန်းမှာသွားပြီးတော့ရုပ်ရှင်တွေကြည့်ဘူးတယ်နော်။အဲ့ဒီလိုမျိုးတွေကြည့်တာကွာဆိုတော့အတွေးအခေါ်လောက်ရှိတဲ့ကောင်တွေကဒီလိုနိုင်ငံနဲ့သက်ဆိုင်တဲ့မီဒီယာမှာသွားကြီးညာနေမှတော့ ကျွန်တော်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အနေအထားတွေကဘယ်လိုတွေဖြစ်ကုန်ပြီလဲစိတ်ကြက်တွေကဘယ်လောက်ထိအောက်တန်းချကုန်ပြီလဲဘယ်လိုအယူဆမျိုးတွေထွန်းကားနေပြီလဲကွန်မန့်တွေဝင်ရေးပြကြအဲ့ဒါတွေကတတ်တတ်ရှိတယ်အဲ့တော့ तू ကဒီတပွဲသွားရင်ဒီကိစ္စတစ်ခုလည်းမသွားရဘူးပဲ ਨੇ तू ကရှင်းပြရင်တော့ဟုတ်တယ်ဒီကိစ္စတစ်ခုလည်းသွားရမှာမဟုတ်ဘူး तू တိုက်ပွဲသွားရင်လည်းနတ်ပွဲတွေဓာတ်ပွဲတွေလည်းသွားအောင်မှာနော်ဟုတ်တယ်ဟုတ်ဟိုဟိုကဘာလို့ဆိုဟိုဘာခေါ်လဲကြွက်ကူရေပါလို့လည်းအမြဲလုပ်တတ်တယ်တစ်ခုတည်းဖြစ်အောင် तू ဖြစ်အောင်လုပ်တယ်အဲ့တော့ဟုတ် तू ဒီကို တကယ်ပြောတာပါဖြစ်စေချင်တာကျွန်တော်တို့ကတက်စေချင်တာဘလို့တက်စေချင်တာလဲဆိုတော့ဟို ICG ကနေလာပြီးခေါ်လို့ခေါ်ရအောင်တက်စေချင်တာဒါပေမဲ့သူ့ရဲ့ကန်တရားကန်အကြောင်းမလှလို့မတက်ရပါဘူးဘဘကြီးကတော့တချို့ကိစ္စတွေမှာဟိုသူပြောသလိုပေါ့နော်ကျွဲကူးရေးပါကိစ္စနှစ်ခုသုံးခုလောက်တခါလေးလုတ်ပလိုက်ချင်တဲ့အတွက်ဒီလိုကိစ္စမျိုးတည်တည်မွားကိုမတက်ဘူးပေါ့နော်အဲအဲဒါကြောင့်ဘုံကကျွန်တော်ညီရဖာကြရေးပြတာဘဘကြီးအတွက်ဖာကြပေးရတော့ကြောင်းပြုံးမင်းတယ်တွားရင်ဟိုမှာဒေါ်နယ်ထရမ့်ကတဲပြောရင်ဒေါ်နယ်ထရမ့်ကမလေးရှားလာဖို့ရှိတယ်အဲ့ချိန်မှာ

တူအမေရိကန်တမနာတက်မာလာပူတင်တက်မာလာဟိုအမေရိကန်မြန်မာတက်မာလာအဲ့ပတ်လေရိုက်ပြီးတော့မလေးရှားမျက်နှာပွင့်ပြီးတော့အတကုံလိုက်ပြီးညှိနေရတာအတကုံလိုက်ညှိနေရဘဖကြီးအတွက်ဘဖကြီးအတွက်ညှိပေးနေရတာမလေးရှားကသူကအေရှင်ဖြစ်တော့သူကလိုက်ဒီလုပ်ပေးနေရတာအမေရိကန်တမနာရဲ့သဘောထားမြန်မာကသဘောထားအကုံလိုက်ညှိနေရတာရှိတယ်ညှိလို့မပြီးမပြီးမပြီးမပြတ်လိုက် သူပြောနေတယ်ပြောဖို့ဆိုပါဘူးနော်ကျွန်တော်ဖြစ်ရပြောတော့စိတ်မဆိုးနဲ့ကျွန်တော်လုပ်တာ reaction နော် reaction ဖြစ်တဲ့အတွက်ကျွန်တော်နိုင်ငံသူနိုင်ငံသားတွေတတိယနဲ့ပတ်သက်တာပဲဖြစ်ဖြစ်နိုင်ငံရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အတွေ့အကြုံဘူးသူတို့နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကျွန်တော်ကဒီနေရာမျိုးတွေဖြတ်ဖြတ်ပြောတယ်အထောက်တော့စိတ်မဆိုးနဲ့ကျွန်တော်ပြပြမယ်ဗျသူပြောနေတဲ့ပုံစံနားထောင်ကြည့်မြို့တခါတော့ရောက်ဘူးကြီးတော့သူနေတဲ့တောမှာပြန်ပြီးတော့မဟုတ်မဟုတ်တာတွေရောဟုတ်တာတွေရောကြွားနေတာနဲ့ချက်ပြောနေရတယ်မတူဘူးလားဗျာဒီတော့အမေရိကန်သမ္မတနဲ့မြန်မာခေါင်းဆောင်နဲ့တွေ့ဖို့ကိစ္စက အဆင်မပြေတော့ဘူးလို့ယူဆရတဲ့ကိစ္စအချိန်မပြေတော့တဲ့ကိစ္စပတ်သက်အမေရိကန်သမ္မတက20ခွန်မှာဂျပန်ကိုတောင်ကိုရီးယားနဲ့ဂျပန်ဆက်ထွက်သွားမှာဆိုတော့26 29 28ဆိုတဲ့၃ရက်မှာဗိုလ်ချုပ်မှုကြီး26တရက်တည်းတွားရုံနဲ့မပြီးဘူးမပြီးတော့ threat နဲ့ဗိုလ်ချုပ်မှုကြီးနဲ့တွေ့ဖို့ကိစ္စသည်ဘလို့မှမဆိုင်မဲ့တိတ်လွဲလွဲမဲ့ကိစ္စရှိတယ်အောက်ချိန်မှာညှိနေတဲ့ဇာလန်းလေးတွေရှိသေးတယ်ဟိုကမြေရှားလိုဟာမျိုးတွေညှိနေရှိသေးတယ်အဲ့တော့တချို့ဟာတွေကဗိုလ်ချုပ်မှုကြီးဒိုဂျင်းတဲ့ဟာ reserve မထွက်တဲ့ကဒီဘက်ကလည်းတက်တဲ့မတက်တဲ့ချိန်ပြီချိန်တဲ့ခါကျတော့ အကြောင်းမပြောင်းမပြောင်းမဲ့နေရင်တွင်ပဲမပြောင်းမဲ့နေတဲ့အချိန်မှာပဲဘတ်ကနေဆိုဟိုဘက်ကမီဒီယာတခုက news straight line ထဖို့ပြတယ်တက်ရောက်မဲ့စီးရင်တွေကိုထဖို့ပြတဲ့အချိန်ဘိုးချုပ်ကြီးနာမည်ပါလာတယ်ပါလာခြင်းအကြောင်းအေးပါပါတဲ့ပါတဲ့တရင်ရတယ်ကျွန်တော်ကြည့်နေတယ် fake တရင်အဲ့ရဖိတ်ကြတဲ့အထက်မှာစီးရင်တွေမှာရှိနေပြီလားမို့လို့ပါလာတာဖိတ်ရစင်မရှိဘူးပါလာတာဒါပေမဲ့အဲ့ဒီအချိန်အော့အတောင်းနေဖြစ်တဲ့အချိန်ဒီဘက်ကမြန်မာဆိုးရဘက်ကလည်းဟိုကညှိလို့မရတော့အချိန်ကြတော့ဒီဘက်ကဖြစ်နိုင်ချင်ရှိတော့ဒီဘက်ကအဲ့ဒါဆိုရင်တော့ Trump နဲ့တွေ့ဖို့မတွေ့ဘူးသေချာသွားပြီဆိုတော့မတက်တော့ဘူး ပူတင်ကလည်းမလာဘူးမတက်တော့ဘူးရှီချင်းမင်းလည်းမလာဘူးမတက်တော့ဘူးရှင်းရောဘဘကြီးကပူတင်မလာဘူးမတက်ဘူးရှီချင်းမင်းမလာဘူးမတက်ဘူးတကယ်နိုင်ငံကဘာခေါင်းဆောင်နေနဲ့တွေ့မှတက်အမဒါပေမဲ့အခုလောလောဆယ်ဘဘကြီးကတော့ကျွန်တော်တို့တီးတယ်လားဘာတော့ကြောင်ထဲမှာပဲ့ပြီးမျက်ရည်ဖြိုင်ဖြိုင်ကြပြီးငါလူတော်တိုးရမယ့်အရာကိုခွေးတော်ကဝင်ပြီးတာမှားပြီးဆိုပြီးတွေးနေပြီဒါပေမဲ့သူ့ရဲ့ဟိုမရေပါသားတွေအားလုံးကတော့ဖာကြပြီလေမကျပြောနေတဲ့စကားကိုနားထောင်ကြည့် ူတယ်လည်းမလာဘူးရှိချင်းပဲလည်းမလာဘူးအဲ့ဒါဆိုရင် तू ဘာတော့သွားမလဲဆိုစဉ်းစားပြီ तू ဟိုမှာမော်ရီနဲ့လည်းတွေ့ပြီတယ်ဗျာရှိချင်းပဲရောပူတယ်တွေ့ပြီပါတယ်ဒါပေမဲ့ तू တွေ့ဖို့ကျန်တာထရမ်ပဲကျန်တယ်ဆိုတော့ထရမ်နဲ့တွေ့ဖို့ကိစ္စကပူတယ်လည်းမလာဘူးရှိချင်းပဲလည်းမလာဘူးဆိုရင် तू သွားရင်တင်မှာမလားဆိုတော့ဒီဒီဒီနိုင်ငံရေးအရာစဉ်းစားဖို့ तू သွားရင်တင်မှာမလားတဲ့ပူတယ်လည်းမလာဘူးရှိချင်းပဲလည်းမလာဘူးဆိုရင်ဒီသူ့ရဲ့ပထွေးနှစ်ယောက်မလာတဲ့အတွက်ဘဘကြီးကဒီနှစ်ယောက်သွားရင် trend နဲ့သွားတွေ့ဖို့ဖြစ်နိုင်ပါမလားဆိုတော့ကိုသူတို့ကကြိုပြီးတော့တွေးပေးထားတာတွေးပေးထားတာဟဲမင်းတို့ ဘဘကြီးကိုလိုက်တောက်ခံနေတဲ့ဘုံမကြီးဒီကောင်ပြောတဲ့စကားတွေမင်းတို့စဉ်းစားကြည့်ရမ်းဟမ်ရှိသေးတယ်တစ်ချက်နောက်တစ်ခုကအခုကာလမှာ तू အာဆီယံတက်ရယ်စီဝတ်တက်ရယ်သူ့ကိုဝိုင်းပြီးတော့ကြက်မြင်ရတခုရှိတယ်ခရမတိကိုကြက်မြင်ရတခုရှိတယ်ဒေါန်ဆန်းသူကြီးကိုအတင်းလျှော့ခိုင်းမယ်နော်ကပ်ပြီးပြောမယ်ပြီးရင်အခုကြားဖြန့်အခုလက်ရှိဖြစ်နေတဲ့ကြားဖြန့်ကိစ္စတွေကိုသူ့ကိုဝိုင်းထိုးတယ်ပဲဝိုင်းကြိတ်မှာဒါလောက်ပြဿနာပေါင်းတောင်းချောက်တောင်းပြီးသူ့ကိုဝိုင်းကြက်မြင်ဟာကြီးနဲ့စီဝေးထဲမှာသူကငုတ်တော့ထိုင်ပြီးတော့နေမလား ဒေါ်နယ်ထရန့်နဲ့တွေ့ရမှာမဟုတ်လို့သွားပြီးတက်ပြီးဘာဘာကြီးခင်ဗျာဝမ်းတာလိုက်ခင်ဗျာလူပုံအလဲမှာစောက်ရှက်အကွဲခံနေရမှာဆိုလို့ခင်ဗျာတာခင်ဗျာခင်ဗျာရဲ့မရေပါသားတွေကဖာပေးနေရနော်ဘာဘာကြီးခင်ဗျာမတက်ရတော့ဂုံယူလိုက်သိမ့်ခံပြီးသွားနေမယ်ဆိုတော့နေလို့ရရမယ်ဒေါ်နယ်ထရန့်နဲ့တွေ့ဖို့မတိချာတော့တဲ့နောက်မှာ तू သွားမလားသူ့နေရာမှာခင်ဗျာဆိုစဉ်းစားအဲ့တော့ तू ဒါကြောင့်ကျွန်တော်ထင်တယ်ဘိုးချုပ်ကြီးကမတက်ဖြစ်ဘူးလို့အကြောင်းပြန်လိုက်ပုံရတယ်တက်တက်မတက်တဲ့ဘိုးချုပ်ကြီးတက်တက်တက်ရေးမကြည့်ဘူးအော်ဒီလိုအစည်းအဝေးမျိုးတွေက ဘိုဂျိုမူကြီးမင်းအောင်နိုင်အတွက်အသေးမွားတွေဖြစ်တဲ့အတွက်သူကအကြောင်းပြလိုက်တယ်။ငါ့မှာကွာတခြားကိစ္စတွေရှိတဲ့အတွက်မတက်ဖြူဘူးကွာ။ဘာညာသတ်ကောင်။တန်ဆမ်မီကတူတော့ရေးမကြည့်တော့ဘာလို့ဆိုရေးကိုမကြည့်တော့ခင်းချင်းသူရောက်သွားပြီဘာလို့ဆိုသူကအပေါ်ရောက်သွားတာအပေါ်ဘယ်ပေါ်ရောက်သွားရောက်မှာပါမဘူးနဲ့ ICU ICU ရောက်တော့မှာအာဆီယံစည်းဝေးရဲ့အတွက်သူခေါင်းတော်သူမထည့်တော့သူစဉ်းစားနေတာအဲ့ဒါမဟုတ်ဘူးသူစဉ်းစားနေတာနောက်တစ်ဆင့်ဟုတ်ဒီကမ္ဘာလုံးနဲ့သူချိတ်ဆက်ဖို့ကိစ္စကိုသူစဉ်းစားနေတာအာဆီယံလောက်ကတော့သူခေါင်းတော်မထည့်တော့ဘာလို့ဆိုအာဆီယံမှာသူ့ကို တကဘာလုံးနဲ့ချိတ်ဆက်မယ်တယ်နော်လောက်ကြအောင်အဲ့သူကောင်းတဲ့လောက်မထေအောင်ဆိုတော့တချို့ကဒါအာဆီယံတော့တက်ခွင့်မရဘူးခုတချို့ဆိုဘယ်နိုင်ငံမှသွားခွင့်မရတော့လို့ဘဲမှမရောက်အမှတ်တရတွေလုပ်နေရတယ်တချို့အုပ်စုကဒါခုမှပူလောင်နေပေါ်လို့ရိုက်နေကြတာဆိုတော့သူက AC ပဲအဲ့ဒါကိုသူတို့မသိကြတာအဲ့တော့ရှင်းပြရင်တော့ဒါတွေအဖြေရှိပါတယ်တချို့အဖြေရတချို့အဖြေရကျွန်တော်တို့တွက်ထားပြီးသားတွေအဲ့တော့စောင့်ကြည့်အောင်ဘဲသူတို့နိုင်ငံကောင်းဆောင်ခန့်လိုက်ရင်မကောင်းဘူးရပဲဟမ်ဒီတော့အေမီဇန်အေမီဇန်လိုမျိုးကြိုတိနေတယ်အကွက်တွေကိုကြိုတိနေတယ်ကြိုတိနေတဲ့အတွက် ဟိုဘဘကြီးကဟိုကမဖိတ်တာမဟုတ်ဘူးဒါပေမဲ့ဘဘကြီးကမတက်တာဘဘကြီးကဒီလိုအသေးအဖွဲကိစ္စမျိုးတွေမတက်ဘူးအဓိကကသူ့ရဲ့ဆွေမျိုးပေါက်ဖို့ရှီချင်းဖိနဲ့ပူတင်တို့မလာတဲ့တော့ဘဘကြီးကမတက်တာတော့သူဖာကြပေးကြရနော်တကွေ့ကွေ့မှာတော့ဘူဂျုံကြီးနဲ့ထရပ်နဲ့တကွေ့ကွေ့တနေရာမှာတခုခုမှာတော့တိုက်ဆိုင်သွားနေတွေးကောင်းတွေးကြလိမ့်မယ်ဘယ်နေရာမှာစုံမလဲဆိုတဲ့ဟာမေးခွန်းစုံမှာမပူနဲ့ IG ကြီးမှာစုံမှာမပူနဲ့လေရှာသူ့စီမှာစုံစင်ချင်ပုံရတယ်ဒါပေမဲ့ ညှိလို့မပြီးဘူးထင်ပါတယ်ဒါကြောင့်မလို့ဖြစ်ဖို့ရတယ်ဒါမျောလင်းဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့အပိတ်လေးရတော့တခုပဲပြောပါမယ်အပိတ်ကတော့ဥပြောပါမယ်တချို့တော့ကိစ္စတွေဟာနော်အစိုးရမှန်ဖို့ကျွန်တော်တို့မှားပြရတာရှိတယ်မိုက်တယ်ကွာအဲ့စကားအစိုးရမှန်ဖို့ကျွန်တော်တို့ဖာကြပေးရတာရှိတယ်လို့မပြောတော့နဲ့အတူတူပဲဟုတ်တယ်နော်အစိုးရမှန်ဖို့တော့ကျွန်တော်တို့မှားပေးရတာရှိတယ်။အဲ့တော့တခါတရံကြရင်ကျွန်တော်တို့မှားပေးမှတချို့ကိစ္စလေးတွေဖြစ်လာတာလည်းရှိတယ်။ဒါကြောင့်မို့လို့တချို့ကိစ္စလေးတွေကမှားပေးတာလည်းကောင်းတယ် မှားပြရလဲကောင်းတယ်မှားဖို့လဲလိုရင်မှားပြရတာရှိတယ်ဒါလေးတွေတော့သိဖို့ပြောချင်တာဒီကိစ္စမှာမဟုတ်ဘူးเนาะအခြားကိစ္စကြီးနောင်လာအောင်မယ်နောင်လာအောင်မယ်အများကြီးရှိသေးတယ်ကဲအဲ့ဒါဆိုရင် NP ဒီသူ့ရဲ့တရင်ကြာနေ NP new လားမသိဘူး NP new ဆိုတဲ့တရင်ကြာနေကိုတရင်ကြာနေတဲ့တရင်စားတောင်းလေးဝယ်ဖက်တဲ့လူတွေဒီတရင်ကိုထိုင်နှားထောင်တဲ့လူတွေဒီကောင်တွေတရင်မှာမှန်ကန်တဲ့တရင်ရှိသလားမရှိသလားဆိုတော့ခင်ဗျားတို့ဘာသာခင်ဗျားတို့ပဲတွေးကြည့်လိုက်ကြတော့ဘောမှာလိုက်ဖက်ပြီးတော့အစိမ်းကိုထောက်ခံတဲ့ စစ်တပ်ကိုထောက်ခံနေမဟုတ်ဘူးခင်ဗျားတို့ထောက်ခံနေတာအာနာရှင်လူတစုကိုထောက်ခံနေတယ်အာနာရှင်လူတစုကိုလိုက်ပြီးတော့လော်ဘီလုပ်ပေးနေတဲ့တည်င်းချာနယ်တိုက်တိုက်ကထွက်တဲ့စကလုံးပြောနေသည်များအရာအားလုံးဟာနတ်ထီပဲဘာမှအတုံးကြအေးရမှုမရှိတဲ့အရာတွေဆိုတော့ခင်ဗျားတို့သိဖို့လိုနေပြီဟုတ်တော့ကျွန်တော်ဘီယူပိုင်ကြီးလေးချက်ဖို့မြတ်မယ်အဲယခုဘဘကြီးအတော့ ဖားကြပြီးတော့ကြောင်မျိုးမင်းပြီးသွားတဲ့တကလာမှာအပြေပေါ်နော်ဒီမှာ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 လူငယ်တွေအတွက်အရေးကြီးတယ်ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားရမရှိဘူးငတ်ပြီးကျွန်တော်တို့အခက်ခဲဖြစ်ရင်ကျွန်တော်လူစားလို့ရโอเคနော်လူစားလို့ရတယ်ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ် ကျွန်တော်တို့မှာစားစရာမရှိလူစားလို့ရတယ်တိုက်စားလို့ရတယ်နောက်ပိုင်းညမှာကုံသွားထမ်းလို့ရတယ်တဲ့အဲ့ဒါဒီစကားရဲ့အတိတ်ပဲကဘာနဲ့ဆိုင်လဲဆိုတော့ဥမာပေါ့ကျွန်တော်သူ့ရဲ့ channel ဝင်သူ့ရဲ့ account တွေဝင်ကြည့်တဲ့ခါမှာဘယ်လိုလဲကျွန်တော်တို့ရဲ့ idol ကြီးလို့ဘာလို့ဆိုပြီးလူငယ်လူရယ်တွေကလေးစားအားကြကြတယ်ကျွန်တော်တို့လည်းငယ်ငယ်တုန်းကကျွန်တော်တို့အားကြခဲ့တဲ့ရုပ်ရှင်မင်းသားတွေရှိတယ်တရုပ်ဆောင်တွေရှိတယ်လူမိုက်ဆိုလူမိုက်တွေရှိတယ်အများကြီးအားကြခဲ့တယ်အဲ့ဒီအားကြပါတယ်ဆိုတဲ့လူတွေက ထွက်တဲ့ဇကားနဲ့သူတို့ရဲ့လုံရက်တီဟာနောက်တက်လာမဲ့လူငယ်မျိုးဆက်တွေကိုဖျက်ဆီးမဲ့အရာတွေဖြစ်နေမှဆိုရင်ခင်ဗျားတို့ဘယ်လိုတွေးလဲဘလို့မှမတွေးနဲ့တော့အာနာရှင်စနစ်ဆိုးဟာမြန်မာနိုင်ငံအတွင်းမှာတင်စာပို့လို့ပဲလှိုက်စားပြီးတော့ကျွန်တော်တို့တမျိုးသားလုံးတနိုင်ငံလုံးကိုဖျက်ဆီးဖို့အစဉ်သင့်ဖြစ်နေပြီ။ သူတို့ပါဇက်ကထွက်တဲ့စကားကိုခင်ဗျားတို့နားထောင်ကြည့်လိုက်အဖြေကရှင်းရှင်းလေးပဲအဲ့တော့ဒီလိုင်းတရားအမှုကိစ္စနဲ့ပတ်သက်ပြီးတော့သူတို့တွေတွားပြီးပရဟိတလောက်တယ်အဲ့ပရဟိတလောက်တာကိုပဲကြောင်မျိုးမင်းပဲသူပြောထားတယ်နားထောင်ကြည့်အဲ့လိုမျိုးပြဿနာတွေပေါ်လာလိုက်မှာအဲ့မှာပရိုက်တာရောင်ကြောင်တောင်တွေအုပ်စုကထွက်ထလာတယ်။ဟုတ်တယ်ပရိုက်တာရောင်ကြောင်တောင်တွေနော်။အတချိန်တော့ဟုတ်တယ်ဒီကြောင်မျိုးမင်းကိုကျွန်တော် ကြွညညရကြရင်သဘောကျတာပါလဲဆိုတော့လက်ရှိပြစ်ဆုံးပံတက်တက်မှာဖြစ်နေတဲ့ပြောနေတဲ့စကားကသူဟိုဘက်ဒီဘက်မှာပါတော့တဖက်တလန်းချောင်းတဲကိုပဲပြောသွားတယ်အညီလည်းမဟုတ်တော့အစိမ်းလည်းမဟုတ်တော့တလန်းချောင်းလည်းပြောသွားတဲ့စကားတွေရှိတယ်ဒီစကားမျိုးတွေကြိုက်ရင်ကျွန်တော်တို့ဘက်ကအတုယူရတယ်ဗျမှတ်သားရတယ်ဗျနားထောင်ကြည့်ဗျချင်းလုံးညီနေတဲ့အုပ်စုတွေကဒါမျိုးလည်းရောက်တော့ချက်ချင်းအလှမဲ့တမ်းမယ်ဆိုချက်ချင်းရောက်သွားကြရောဆိုတော့အဲ့ဒါတွေကကျွန်တော်တိုင်းပြည်ရဲ့ကောင်းချင်းတွေမဟုတ်ဘူး ကောင်းတဲ့ကိစ္စတွေမဟုတ်ဘူးအဲ့ဒါမကောင်းတဲ့ကိစ္စတွေပဲလူတွေကိုဘာတွားပြလဲဆိုတော့ social media မှာ own own ချက်ဖြစ်သွားပြီးတော့တစ်ဖက်ကဟိုတနာခံရသူဖြစ်ပြီးတစ်ဖက်ဘက်ကရိုင်းဆိုင်သူဖြစ်သွားပြီးဆိုရင်တနာခံရတဲ့သူပေါ်မှာလုံးဝ own ချက်နဲ့ one support ပေးပြီးတနာပြပြီးတော့လူတွေကဒီကကို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 တိဆောက်ကြတာပွင့်လင်းပြောရင်တော့လူတွေကိုကူညီတယ်ဆိုတဲ့အချို့သောသူတွေကလည်းသူတို့ကိုသူတို့တိဆောက်နေကြတာပဲကျွန်တော်ဒီလိုပြောရင်အချို့တွေကကျွန်တော်ဟိုဒီကောင်ဘာလဲဖြစ်ပွင့်လင်းပြောရမယ် သူများ brighter နဲ့ကုညီပါတယ်ဆိုတော့အဲ့ဒီပုံစံတွေအကုန်လုံးကလည်းအဲ့ brighter ကိုကုညီရင်းနဲ့သူတို့ရဲ့ brand သူတို့တိဆောက်နေကြတာအဲ့တော့ဒုက္ခဝတ်တဲ့သူများများပေါ်လို့သဘောပေါ်တယ်နော်နိုင်ငံအတွက်လုပ်ပါတယ်တော်လိုင်းအတွက်လုပ်ပါတယ်ထောက်ဖို့လုပ်ပါတယ်ဆိုပြီးသူတို့ရဲ့ brand ကိုသူတို့တိဆောက်သွားတဲ့လူတွေကျွန်တော်တို့ဘက်မှာရှိသလားမရှိသလားဆိုတာကတော့တော်လိုင်းအစကနေအခုအထီချိန်ထိဘယ်ဒီရောက်ကုန်မလဲဘယ်စီရောက်သွားတယ်ဆိုတော့တစ်ချိန်နေတိုင်းပဲဒီသူတို့ရဲ့ brand ကိုတိဆောက်လို့ကောင်းလေလေပဲ ဒါကြောင့်တခါတည်းကျရင် conflict economy ဆိုတဲ့စကားလုံးကအလကားပေါ်လာတာမဟုတ်ဘူးဒီလိုကိစ္စတွေပေါ့နော်ဒီလိုကိစ္စတွေကိစ္စတွေတိုင်းမှာဒါလည်း conflict economy တွေရဲ့ရှုထောင့်နေစက်တာတွေတစ်ခုပဲဟောဆိုဒီဒီဒီ vision ပေါ့နော်ပြဿနာဖြစ်တဲ့ဒီကိစ္စလေးကိုကြည့်ပြီးတော့ကိုကြီးချင်းတွေဆိုလူတွေအိုးရောက်သွားကြပြီသူတို့ကအဲ့ဒါတွေကို social media ပေါ်တင်ကြတယ် facebook ပေါ်တင်ကြတယ်လှူကြပါတန်းကြပါကျမတို့ရောက်နေပါတယ်ကျွန်တော်တို့ရောက်နေကျွန်တော်တို့ကူပါအဲ့လိုလို့တော့လူတွေကအဲ့ဒါတွေကိုမှတောက်လျှောက်လူတွေပြန်ပြီးတော့နောက်ဆုံးမဖြစ် လာရဲဆိုတော့လူတွေကအလုံးမလုံးချင်ကြတော့လူတွေကိုအလုံးလုံးဖို့တောင်းအားပေးမဲ့အစားလူတွေကိုဘာလုပ်လိုက်တာလဲ နောက်တစ်ခုကအဲ့ဒီတွက်ကူကြီးရယ်ဆိုဆယ်လီရောင်ရောင် bright eye ရောင်ဘိုင်ရောင်ညာရောင်တွေကိုတိုင်းကလည်းအဲ့ဒီအဲ့ဒီကနေအချိုးမြတ်တွေခံစားပါတယ်အချိုးမြတ်ဆိုတဲ့နေရာမှာဗါလဲလို့မေးပတ်စံယူငါလူဘောပတ်စံငါစိုက်ပေးရတာငါဘာမဟုတ်သူ့အချိုးမြတ်ရပါတယ်ဆိုသူ့လူတွေက bright စေနာရှင်ကြီးဖြစ်နေမြင်သွားတဲ့အချိုးမြတ်ကိုသူရသွားတယ်ဆိုတော့တစ်ခါတည်းကျရင်အကုန်လုံးကကို့အချိုးစည်းပွားမရှိရင်ဘာမှမဘာမှမလုပ်ချောက်မှန်နေပြီဒီစကားတွေပြောတာတကောမှန်နေပြီကို့အချိုးစည်းပွားမရှိရင်လူတွေကထိုင်ရတော့မထချင် အကျိုးစီးပွားရှိလို့ထားကြတာအကျိုးစီးပွားမရှိထိုင်ရာကတော့မထချင်ကြဘူးအဲ့တော့ပရိုက်တာဆိုခေါင်းစဉ်ထားတဲ့ပုံကိုအကုန်လုံးနဲ့ဒီတိုင်းပဲအကျိုးသူတို့ရဲ့ပရိုက်တာခေါင်းစဉ်တက်ပြီးလှုပ်ရှားမှုတွေမှာသူတို့ကိုယ်ပိုင်အကျိုးစီးပွားတစ်ခုခုမှမရဘူးဆိုရင်အဲ့လူတွေထိုင်ရာမထအောင်ရှင်းရှင်းလေးပြောတာကျွန်တော်ပွန့်လေးပြောတာလူအသက်တွေတည်ခြင်းတက်ဖြတ်ခံရတဲ့အချိန်မှာအဲ့ကောင်တွေပါသက်ပိတ်နေတယ်ကျွန်တော်ပြောရအကုန်အကုန်ပါကုန်မှာဆိုတော့ကျွန်တော်တော့ပဲပြောချင်တာဆိုတော့မလုံးတင်တာကြီးမလုံးကြဘူးဆိုတော့မိုက်ခရိုမီဒီယာတွေလည်းမိုက်တော့ထိုးကြတယ်အခု ကျွန်တော်တို့မနေ့ကပြောလို့ရှိတယ်ဒီနေ့ကပေါ်လောရံနေမိုက်ထုံးမိတယ်ရှင်စထားရမဖြစ်သင့်ဘူးဆိုတာလောက်တော့တည်တယ်နေပြီးတော့တချို့ကမန်နတိုင်းမန်နတိုင်းတက်ပြတယ်မန်နတိုင်းတက်ပြတယ်အာငါတော့ငါဘယ်လိုလုပ်ပေးလိုက်လဲငါဘယ်လိုကူညီလိုက်လဲကွာဆိုဖုန်းနဲ့ဆော့အတူပြောတာအမှန်နေနော်ဒါသူတို့ဘက်မှာဖြစ်နေတဲ့အရာနဲ့မြန်မာနိုင်ငံတွေမှာဖြစ်ပြနေတဲ့အရာကျွန်တော်တို့အာနာရှင်ကိုတွန်းလှန်ပါတယ်ဆိုတဲ့ကျွန်တော်တို့အမှန်တရားဘက်မှာလည်းဒီလိုပြဿနာမျိုးတွေအများကြီးရှိတယ်သူတို့တော့ပုံများမယ်လို့ကျွန်တော်ကဝန်ခံခြင်းတယ်ဘာကြောင့်လဲဆိုရင်ချင်းချင်းတရားတွေတက်ပြီးတော့အခွင့်အရေးသမားတွေဖြစ်နေတယ် ပြီးဆိုဗီဒီယိုရိုက်ပြန်တင်ကျွန်တော်နိုင်ငံမှာအဲ့ဒီဟိုဘာလဲဆိုတော့ကိုကိုကို promote promote လုပ်တဲ့ promote လုပ်ဖို့အတွက်တခြားလူတယောက်ကိုဟိုတနာခံတဲ့တခြားလူကိုအသုံးချပြီးကိုကို promote လုပ်တဲ့ဟာကြီးကကြီးထွားလာတယ်အဲ့ဒါကြီးကမကောင်းအဲ့ဒါ society တွေကမကောင်းဒီဒီဗီဒီယိုဖိုင်မှာသူပြောထားတဲ့စကားတွေကလူတိုင်း အတွက်တင့်တော်တယ်ဒါကျွန်တော်ထုတ်ပြောကြမှာတော့ဒီကောင်းဒီကိုယ်တိုင်းထုတ်ပြောလာပြီဆိုရင်ကျွန်တော်တို့ဟိုဘက်ဒီဘက်သွားပြီးတော့ရန်ရှာနေတော့မရဘူး မှန်ကန်သောစကားပြောရင်မှန်ကန်တဲ့အရာအတွက်လက်ရှိပြစ်စုံပံတက်တက်မှာဖြစ်နေတဲ့ဟိုဘက်အာနာရှင်ဘက်ကပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်ကပဲဖြစ်ဖြစ်တည်တည်ချာချာလေးတွေးပြီးတော့ကိုယ့်ဘက်ကလူတွေကိုမျက်လုံးနေနဲ့မြင်ပြီးတော့နားနေနဲ့တေချာကြအောင်နားထောင်ပြီးမှန်ကန်တဲ့ဗစက်ကနေပြန်ပြောရဲဖို့လုပ်တယ်ဘူးဆိုဆိုင်တို့မကောင်းဘူးဒါတို့တော့ကျွန်တော်ပို့အောင်လေးမယ်ဆန့်ချင်ပါတယ်အဲ့တော့ဒါမလုပ်တင်နိုင်မလုပ်ကြဘူးเนาะတခိုးအားပေးမဖြစ်ဘူးနော်။အိုအမျိုးသမီးကဆန်ရှင်မျိုးသမီးကျူးလွန်တာလဲသူလဲသူ့ဟာသူသူ့ကိုသူသူတည်သွားပြီ။တည်လို့သူ့အကောင့်တော့သူဒီပြေးပြီ။ဆိုဒါမျိုးတွေ ဟိုရှိတယ်ပေါ့ဗျာဒါတခါကြိုက် side effect တွေအများကြီးပဲဖြစ်ရတဲ့ခုမှာပေါ်လာတဲ့ side effect တွေအများကြီးပဲဒါကြောင့်မလို့ဒါကိုတိတိကျကျကျွန်တော်တို့ psychology အုံတော့မြင့်မြင့်ဉာဏ်ရည်တွေးအတွေ့ခေါ်မြင့်မြင့်နဲ့စေချာစဉ်းစားပြီးတော့ကျွန်တော်ရည်ရည်ကြဖို့လိုတယ်ဒါလေးတော့ကျွန်တော်ကြိုးစားလို့ထည့်ပြတော့ဒါလောက်ပဲကျွန်တော်ပြောချင်တယ်ကျွန်တော်အများကြီးပြောချင်တယ်ကြည့်လို့မရဘူးမျိုးလုံးထဲမှာတချို့ဟာကြည့်လို့မရဘူးကြည့်ရကြည့်လို့မရဆိုတော့အကွာနှစ်ပေါင်ပြောရတယ် ထော်လကန်လိုက်လို့ဖြစ်နေတယ်ပွန်လင်ပြောရင်တော့စမပြေဘူးဗျာပွန်လင်ပြောရင်တော့တခုကတခုပဲဟိုကလေးနဲ့ဘာမှဆိုင်ဘူးနော်ကလေးကတော့ဘာမှဆိုင်ညာမဆိုင်နဲ့ဈာညက်သွားတယ်ဘာတိမှလည်းတနေ့ကျော်တော့ကလေးကဘယ်လိုလုပ်တိမှလဲအတနေ့ကျော်တော့ကလေးရဲ့အမေကိုသွားပြီးအင်တာဗျူးပြီးတော့သူ့အမေရဲ့မျက်ရည်ပေါက်ချင်းငယ်ကြတာကလေးလေးပိုက်ချင်းငယ်မျက်ရည်ချင်းငယ်ကြတာကိုပြူးပြီးတော့လူတွေရဲ့နှလုံးသားကိုချွေအဲ့ဒီမျိုးတွေဝိုင်းကူအဲ့လိုနဲ့ပတ်လည်ရိုက်နေတဲ့ society ကိုကျွန်တော်တို့အားပေးလက်ခုပ်တည်နေတာမှားတော့မှားနေဟုတ်တယ်အားပေးလက်ခုပ်တည်နေတာမှားတော့မှားတယ်ဒီလိုအနေအထားမျိုးတွေဖြစ်အောင်ဘယ်သူလှုပ်ထားသလဲဒါကိုသူဝန်မခံဘူး အာနာရှင်စနစ်ဆိုးဆိုတဲ့အရာကိုတည်မြဲအောင်အာနာရှင်လူစုကနိုင်ငံအတွင်းမှာစင်ရဲမွဲတေမှုတွေများနေလေခိုးဆိုးလူရက်တွေများနေလေအောက်ခြေရနေအပေါ်ကနေအောက်ခြေနဲ့အပေါ်ကွာဟမှုတွေများနေလေငတ်ပြတ်ဒုက္ခရောက်နေလေအာနာရှင်လူစုကကြိုက်တယ်ပဲဒီအရာကိုတော့သူထည့်မပြောရတော့ကျွန်တော်ထည့်ပြောရတာကလေးလေးတော့ဘာမှဆိုင်မယ်ကလေးလေးကဘာမှဆိုင်냐မဆိုင်ဒီဇလန်းမှာ လူတွေရဲ့အတန်လူတွေရဲ့ဒီအတနာခံရတဲ့ဘဝကိုခလေးလေးရောက်သွားပြီနေချင်းညာချင်း तू မသိဘဲနဲ့ကိုသူ့ဟာသူခံရတာကျွန်တော်မလို့တင်တော့ဘူးဗျမလို့တင်တော့ဘူးရက်တင်တယ်လို့ကျွန်တော်ထင်တယ်မင်းအဖေကိုသွားပြောမင်းအဖေဘာပုပ်ကိုသွားပြောရှုပ်ပြီးစားဒီလောက်ပဲကျွန်တော်ပြောချင်ပါတယ်နော်ကဲဒါတွေအားလုံးမြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတယ် မြန်မာနိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့လူနေမှုအစဉ်အတန်းစားဝတ်နေရေးဖြစ်ပျက်နေတဲ့ကြုံဒုက္ခအငတ်ပြီးကြုံတွေ့နေရတဲ့အရာတွေကိုဘယ်သူကလှုပ်ထားလဲဘယ်သူကလှုပ်ထားလဲအဖြစ်အရှင်းချက်တွေပဲဒီအာနာရှင်စနစ်ဆိုးတာတောက်လျှောက်တည်မြဲနေမယ်ဆိုရင်ကျွန်တော်တို့90မဟုတ်ဘူးဒီထက်ဒီထက်ပိုပြီးတော့ကြာသွားနိုင်တဲ့အနေအထားမျိုးတွေအများကြီးရှိတယ်ဟုတ်တယ်ဗျလူတွေဟာမိမိအခွင့်အရေးရဖို့ မိမိတာဖို့မိမိမိသားစုမိမိအမျိုးအတွက်ငါလူနည်းစုတစုအတွက်ပဲတွေးနေတဲ့အတွေးခေါ်တွေပို့ပြီးတော့များနေပြီဒီလိုမျိုးတွေများလေဒီလိုမျိုးတွေမညီညွတ်လေအာနာရှင်စနစ်ဟာတဆိုးပူရှာလေးလို့ပူရှီလေးလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကောင်းကောင်းလေးပါရနော်